်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မေတ္တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့အမေလူတို့တော်မှာရဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါရစေ။ဆောင်းပါးလေးရဲ့နာမည်ကစင်ရဲသားနဲ့ပဲပြုတ်တဲ့။နားထောင်ကြည့်ပါအောင်နော်။စင်ရဲသားနဲ့ပဲပြုတ် မေတို့မန္တလေးကိုအဝေးကဧည့်သည်တွေလာရင်အညာသားပဲစားလို့ကဲ့ရဲ့သူကကဲ့ရဲ့လှောင်ပြောင်တတ်ပေမဲ့မန္တလေးပဲပြုတ်ဟာတဲကောင်းတယ်လို့တော့ဝယ်ကြွေတိုင်းချီးမွမ်းခံရတတ်တယ်။ရန်ကုန်ပဲပြုတ်နဲ့ရှင်လိုက်တော့လေမန္တလေးပဲပြုတ်ကအဲ့ဒီတော့ကတကယ်ကောင်းတာအမှန်ပဲ။ပဲပြုတ်ဆိုတာစတော်ပဲကိုပြုတ်ထားတာပါ။ပဲထဲမှာတော့အနူးညံ့ဆုံးအချို့ဆုံးပဲမှုဘရင်စားတော်တယ်ဝင်နေပဲမှုစတော်ပဲလို့ခေါ်တာတဲ့။ ီပဲကလည်းတခြားပဲတွေထက်ပိုနူးညံ့တာပိုချိုတာတော့အမှန်ပဲမန္တလေးပဲပြုတ်ကောင်းတယ်ဆိုတာကဒီစတော်ပဲကိုပြုတ်ရောင်းနေသူကကြကြနာနာပြုတ်လို့လည်းကောင်းတာပါကြကြနာနာဆိုတာကိုအမေနည်းနည်းရှင်းပြအောင်မေပဲပွဲရုံတွေကိုသွားပြီးပဲတွေတွေကစတော်ပဲဝယ်ခဲ့ရောအိမ်ရောက်တော့ဘန်းထဲမှာပြတီးပြီးပဲရွေးရတယ်ရွေးရတာက ပိုးကြိုက်တို့အပိန်အရှုံတို့ ရေစရင်ဆုံးဖြူးနေလောက်တဲ့မအောင်မြင်တဲ့ပဲစီတို့ကိုပထမရွေးယူရတယ်။ရွေးပြီးသားကိုစုထားပြီးတော်တော်များတော့ပဲတဲ့ကခိုမွေးတဲ့သူကိုခိုစားဖြစ်နေရောင်းစားတယ်။ပဲတဲ့ပဲဖြင်းပဲပိုးကైဆင်တဲ့အခါပဲစီလုံးလို့ခေါ်တဲ့ဇတော်ပဲအနှက်စီလေးတွေကိုတစ်ခါစီချရွေးတယ်။အဲ့ဒါကတော့ရောင်းမစားဘူး။စုထားပြီးများလာတဲ့အခါအိမ်မှာပဲတီးကြပြုတ်ပြီးပဲစီလုံးပြုတ်လို့လဲရောင်းတယ်။ ဒီဘဲကစတော်ဘဲတော့စတော်ဘဲပါပဲဒါပေမဲ့ तू ကအနှစ်မျိုးသူ့ကိုအခုလိုရွေးမယူဘဲရောပြီးပြုတ်ရင် तू ကအနှစ်ရောင်ကျွတ်ပြီးစတော်ဘဲအဖြူတွေကိုဆုံးကုန်လို့စတော်ဘဲပြုတ်ဟာညစ်ထီထီဖြစ်လာတယ်ရန်ကုန်ပဲပြုတ်ကမန္တလေးပဲပြုတ်လို့မလှတာကအဲ့ဒီအနှက်စီပဲစီလုံးကို ရွေးပယ်မထားဘဲရောပြုတ်လို့ဖြစ်တာပြီးတော့မန္တလေးပဲပြုတ်ကတိတ်ချို့တယ်လို့သူများ ချီးမွမ်းသေးတယ် ချိုတာကလည်းပဲဆိုတာအညောင်ပေါက်အောင်ထားပြီးအညောင်ပေါက်ကို ပြုတ်မှချိုတာအညောင်မပေါက်သေးတဲ့ပဲကိုပြုတ်ရင်အချိုပေါ့ပါတယ်မန္တလေးပဲပြုတ်တဲ့ကပဲကိုရေးစိတ်တင့်တော်ချိန်မှာဆယ်ပြီးအညောင်ပေါက်အောင်ထားတရက်နှစ်ရက်လိုအပ်တယ်လို့ထားပြီးအညောင်ရှိထွက်လာမှအိုးအတော်အင်းအတော်မှမင်းမြင့်မြင့်နဲ့ပြုတ်ကြတယ်ပဲနဲ့အိုးနဲ့ခြောင်ပြီးရေရီအများကြီးထည့်ပြုတ်ရင် ပဲတွေကပေါပွဲ့စူးနေတဲ့ရင်တွေထဲမှာစင်းကြီးတက်ချီလုံနေကြလို့အခွန်နေကျုပ်ကုန်ရောပဲပြုတ်မလှတော့ဘူးအဲ့ဒီတော့အမေတို့တည်တလို့ဆိုရင်ပဲပြုတ်တဲ့ကမြေအိုးနှခန်းငုံငုံစကိုင်းကဖုတ်တဲ့တောက်ရီအိုးနဲ့ပဲအတော်ရေအတော်ထဲ့ပြီးလွှာစာမီနဲ့ပြုတ်ကြတာပါပဲတဲ့ကအဲ့ဒီပဲပြုတ်ကိုမနှခင်အစောကြီးတစ်ချိန်ရောင်းပြီးနေလခင်နေလယ်မှာစွန်တာနေပဲပဲထော့ဘက် ပဲစေးလုံးတို့ကိုတအိုးစီပြုတ်ပြီးနေခင်တစ်ခေါက်ပဲပြုတ်ရောင်းထွက်ပြန်တယ်။မနေ့ကင်းစတော်ပဲပြုတ်ရောင်းတော့ပဲလို့တခွန်းနဲ့អော်တယ်။နေခင်ရောင်းတော့ပဲတယ်လို့ပထမអော်တယ်။နောက်တော့ပဲစေးလုံးပြုတ်၊စွန်တာနီပဲပြုတ်၊ထောဘတ်ပဲပြုတ်လို့သူ့တောင်းထဲမှာပါတဲ့အမျိုးအမည်ကိုတမျိုးစီអော်ရောင်းပါတယ်။အမေတို့ငငယ်ကစစ်ကြီးမဖြစ်ခင်က ပဲပြုတ်အစိတ်သားကိုပစံသုံးပြပေးရတယ်။ပဲပြုတ်ခေါ်ဝယ်လိုက်ရင်ပဲတဲ့ကအစိတ်သားချိန်ပေးတဲ့အပြင်သူ့ပဲတော်နာကတ်လာသည်မ။အိမ်ရှင်ရဲ့ကလေးတွေလက်ထဲပဲပြုတ်တဆုပ်စီထည့်ပေးပြီးအလကားကြွေသွားသေးတယ်။ကလေးတွေကသဘောကြီးကြလို့ပေါ့။ပဲတဲ့ခေါ်ရင်ပဲတော်နာဝိုင်းကတ်နေကြ။ခုတော့ပဲရတပီကိုတရာကျက်ကျော်လို့တဲ့။ပဲတဲ့ကပဲပြုတ်အစိတ်သားကို30ကျက်ရောင်းပါတယ်။ ပဲရလည်းအညောင်းပေါအောင်မထားပဲပြုတ်တာမဟုတ်ရှေးကလို့ချို့လည်းမချို့တော့ပါဘူးပဲညောင်းပေါဖို့ဆိုရင်ပဲစိမ့်က၃ရက်၄ရက်စာဝယ်နိုင်ရမှာပေါ့အဲ့ဒီတော့ငွေကထောင်ချီရင်းရမှာလားမှမသိတာဒီငွေရင်းမတတ်နိုင်တော့ပဲတယ်ကအညောင်းပေါအောင်မထားနိုင်တော့ဒီအတိုင်းပြုတ်တာပေါ့အမေတို့စီမှာအရင်ကတော့လူစင်းရဲ့အလုသမားအိမ်အောင်စုကမနဲ့အဖေအလုမသွားခင် စားသွားရအောင်ကလေးတွေအစာပြေစားနေရအောင်ညကလေးကထမင်းချမ်းကြံအမေရဆန့်ပုတ်ချက်ထားတယ်။မနေ့တိုင်းတော့ထမင်းချမ်းနဲ့ပဲပြုတ်အစိတ်သားသုံးပြားဖို့ဝယ်ပြီးစီစံလက်ဖက်ချမ်းနဲ့အဖေကိုကျွေးလိုက်တယ်။ဒါဟုစားပြီးအလုတ်သမားကအလုတ်ခွင်ဝင်လာပဲ။အခုတော့ပဲပြုတ်ကဈေးကြီးအိမ်ရှင်မကထမင်းချမ်းကြံအောင်မချက်နိုင်။လက်ဖက်ရည်တစ်ခွက်တောက်လို့ကလည်းငွေသာ15ချက်ကုန်ပြီဘိုက်ကမပြေ။ ။ဒါကြောင့်ငွေ30ကျပ်နဲ့ထမင်းစီစံပြီးအကျော်နှစ်ခုထည့်ပေးတဲ့ထမင်းပွဲဝယ်စားပြီးအလုပ်ခွင်ဝင်ရတဲ့။အခြေအနေတွေကပြောင်းလာလိုက်တာအလွန်ပါပဲကွ။ဟိုတော့ငါပက်ဆန်တပဲ6ပြားနဲ့တအိမ်လုံးဝါခဲ့ပေမဲ့ဒီခေတ်မှာအဆအဆအရာဘာမှမလွယ်ဘူးအမေကသာမလွယ်ဘူးပြောနေတာပါအမေရေတချို့လူတွေကြတော့ဘလို့သုံးဘလို့စား ဘလို့ဝိနေကြတာပါလို့အမေကိုပြန်ပြောခြင်းတဲ့သူတွေလည်းရှိမှာပါပဲအဲ့ဒါမျိုးတွေအမေလည်းကြားပါတယ်တနေ့ကအမေမိတ်ဆွေများအယောင်းဝယ်တစ်ခုလောက်တာအမျက်ရလို့တဲ့ဈေးကြိုတိုက်သိကြီးပေါ်က grand စားတောက်ဆိုင်ကြီးမှာလူလေးယောက်ထမင်းသွားစားကြတာငွေ9000ကျပ်ပြီးခဲ့ရတဲ့ဒါတောင်အရက်တောက်ကြတာမဟုတ်ဘူးတယောက်ကဘီယာပဲတောက်တာတဲ့ဟင်းတပွဲ400ကျပ်900ကျပ် ပေးဝယ်စားရတာနေမှာပေါ့အဲ့ဒီလိုသုံးတန်ဖြုံးတန်စားတန်တွေကိုကြားကြရတော့လူငယ်တွေကငွေရှာကျင်လာကြတယ်ငွေရှာကျင်တာကောင်းပါလေဒါပေမဲ့ဘလို့ပုံစံနဲ့ရှာရရှာရငွေရရင်ပြီးရောသူများသုံးတယ်လို့သုံးကျင်နေသူများဖြုံးတယ်လို့ဖြုံးကျင်နေဆိုတဲ့စိတ်တွေနဲ့ရှာရင်တော့မကောင်းဘူးဒီစိတ်တွေဟာလူငယ်လူရွယ်တွေရဲ့အများကြီးဝင်အောင်လွှမ်းမိုးနေရင် တိုင်းပြည်တိုးတက်ကြီးဝါမဲ့လမ်းစာမဟုတ်ဘူးလို့အမေကတော့မြင်တယ်။ဒါကြောင့်လူလမာသားတွေကဟော့ဟော့ရန်ရန်တုံးဖြုံပြနေတာတွေကိုလည်းအမေကရင်လေးတယ်။လူငယ်တွေကိုမတော်တာမတော်ဘူးပြောမဲ့လူမရှိပဲမြောက်ပေးနေတဲ့လူတွေဝင်းရံနေမှာကိုလည်းအမေကစိုးရိမ်နေ။အမေတို့ကဗုဒ္ဓဘာသာတွေဖျားရဲ့အစအမကိုလိုက်နာကျင့်သုံးကြတာမမှန်ကန်ကန်လှုပ်ဆောင်တာ တရားသဖြင့်ငွေရှာတာ တမိယလန္တာစင်ကြယ်စွာရရှိတာကိုမှမြတ်မြတ်တတထိုက်သိမ့်သလိုသုံးနာမျိုးတန်ဖိုးထားကြရမှာပေါ့အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။